အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဆောင်လာရှေ့ရက်နေ့အတွက်မိုးလူသားခမ်းမန်းချက်တွေကို တင်ဆက်ပေးပါရမယ်။မနေ့ပြန်ဆောင်လာရှေ့ရက်နေ့မှာကချင်ပြည်နယ်ကရှင်ဘွေရန်တနိုင်းမြကြီးနာဝိုင်းမော် ကရဏီကယားပြည်နယ်ကရှာတော့နဲ့ရွာသိရှမ်းပြည်နယ်ကလင်းခေနဲ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာရှိတဲ့တချို့ဒေသတွေမှာနေအပူချိန်35ဒီဂရီစင်တီဂရိတ်ကနေ39ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ဒေါက်တာဆိုင်းခွန်အာကာကအသိပေးထားပါတယ်။ဇွန်လရဲ့ပြင်းပြအပူချိန်ဟာအရင်စံချိန်ဟောင်း38ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်ပြီး39ဒီဂရီစင်တီဂရိတ်နဲ့စံချိန်အသစ်ထပ်တင်သွားတယ်လို့မိုဆလာကအသိပေးထားပါတယ်။ ဒီကနေ့ဇွန်လ9ရက်နေ့ည6:30မိနစ်အချိန်တိုင်းထွားချက်အရာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအကောင်းလာနိုင်တာနဲ့အရှေ့ဘက်ကရွေ့လာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်ဇွန်လ9ရက်နေ့ကနေ15ရက်နေ့အထိကချင်ပြည်နယ်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာစစ်စစ်ကနေနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။မနေ့ပြန်ဇွန်လ10ရက်နေ့နေ့လယ်အထိမကွေတိုင်းမှာနေရာကွက်ကြား ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစစ်စိမ့်နေကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရာနှောင်းပြည့်ဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းအေရဝတီတိုင်းနဲ့တရနိုင်တိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်သုံးလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်သုံးလေအားအသင့်အင့်ရှိနေပါတယ်။မြဝါကျမောမုတ်တမောက်ွေမွန်တရင်နာရီကင်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမုတ်သက်လေပြင်များကြားရောက်ပြီးလှိုင်းအသင့်အင့်ကနေလှိုင်းကြီးနိုင်ပါတယ်။မတ်တလေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ကြံမြမဘင်လေပြင်းမှာတော့လှိုင်းအသင့်အင့်ရှိပါမယ်။ လိုင်းမြမမြဝကျမမော်တမာခွေမွန်တနေနာရေကဲဝန်းတရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတော့မှာရှစ်ပေကနေဆယ်ပေကနေရခိုင်ကဲဝန်းတရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတော့မှာ၆ပေကနေရှစ်ပေကန်ရှိနိုင်ပါတယ်။ကရင်ီကရပြင်းနေ၊ကရင်ပြင်းနေ၊ချင်းပြင်းနေ၊မွန်ပြင်းနေ၊ရခိုင်ပြင်းနေ၊ရှမ်းပြင်းနေတောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရိုရီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီး အဆိုပါမုတ်တိန်တောင်များရွေရှားရနေရတဲ့လျှောက်မှာမိုးရွာသွန်ကျင်တဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နေ့ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးပိုလာပါမယ်ရှင်။ အခုလောမိုးလေဝသခန့်မှန်းချက်တွေနဲ့ဘေးအန္တရာယ်သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification လောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွင် UNG မိုးလေဝသဌာနမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရိုရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါတယ်ရှင်။